27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မြန်မာနိုင်ငံရဲ့ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာမြို့တော်လေးဖြစ်မြန်မာတို့အတွက်အမျိုးသားရေးလက္ခဏာတစ်ရပ်လည်းဖြစ်ပြီးတော့များပြားလာတဲ့ရှီဟောင်းလက်ရာဇေဒီပထိုးများကြောင့်အလုံးကိုထင်ရှားကြော်ကြားတဲ့ပကံအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ 2019ခုနှစ်ဇူလိုင်လ6ရက်နေ့ကပကန်ရှီအောင်ယဉ်ကျေးမှုဒေသတစ်ခုလုံးကို UNESCO ရဲ့ကမ္ဘာအမွေနှင့်နေရာဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။မြန်မာမှရင်ပကန်ကိုရောက်ဖူးရမယ်ဆိုတဲ့စကားနဲ့ညီပကန်ကိုမရောက်ဖူးသေးတဲ့သူတွေအတွက်လည်းဘူးတုဒရစေဖို့ရောက်ပြီးသားသူတွေအတွက်လည်းအမှတ်တရလေးပြန်ပြီးတော့တတိယရစေဖို့တင်ဆက်ပေးရတာဖြစ်ပါတယ်ခင်ဗျာ။ ပကံကမန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ် ARV မြစ်ကမ်းမှာတည်ရှိပါတယ်။ပကံဒေသကအလျား73ကီလိုမီတာနဲ့အနံ6ကီလိုမီတာကျယ်ဝန်းပြီးတော့လဲဝင်ရိုးတန်တညဉန်ပကံဖျားပေါင်းဆိုတဲ့အဆိုအရပကံနယ်မြေအတွင်းမှာရှီဟောင်းဇီဒီဘရိုးပေါင်း4446စုရှိကြောင်းယူဆပါတယ်။ပကံရှိစီဒီဘရိုးများအရေအတွက်ကအင်းဝခေမိုးညီမီဒီယာကြီးလက်ထက်မှာကောက်ယူခဲ့တဲ့မှတ်တမ်းတွေကြတော့ 4484စုဝင်းဝင်းထိန်လျံပကံဖျားပေါင်းဖြစ်ပြီးတော့ကိုမောင်ခင်မှတ်တမ်းဖြစ်ဟန်ရှိတဲ့မှတ်တမ်းမှာတော့မြတ်ဖျားစုရီဖြူရွှေလိုဝင်းပကံပြီးဘယ်တိုင်းဌာနီမှဆံမမီလွန်ထင်ရှားစောမှုနီများဆိုတဲ့အဆိုရ9444စုလို့လည်းယူဆကြပါတယ် ပကန်းရှိအောင်ရည်ကြီးမှုနေပြီကမြောက်ဘက်မှာညောင်ဦးတောင်ဘက်မှာပကန်းမြို့တစ်တို့တည်ရှိပါတယ်။ ARV မြစ်ဘေးမြန်မာနိုင်ငံအထက်ပိုင်းရဲ့ကျေပြိုးလာတဲ့လွင်ပြင်မှာတည်ရှိတာဖြစ်ပါတယ်။မန္တလေးကနေအနောက်တောင်ဘက်ကီလိုမီတာ290မိုင်180กว่าဝေးပြီးတော့ရန်ကုန်ကနေမြောက်ဘက်ကီလိုမီတာ900မိုင်430กว่าမှာတည်ရှိပါတယ်။ မြမရှိအောင်ရာဇဝင်ကျမ်းများဖြစ်ကြတဲ့တွင်သင်ရာဇဝင်မှန်တဲ့ရာဇဝင်နဲ့ဥကလာရာဇဝင်တို့မှာပုဂံနဲ့ပတ်သက်ပြီးတော့ AD 109ခုနှစ်မှာသမုဒ္ဒရိတ်မင်းကပုဂံမင်းဆက်ကိုစတင်ခဲ့ပြီးတော့နှစ်ပေါင်း1200ကျော်ကာလအတွင်းပုဂံနိုင်ငံတော်ကြီးကမင်းဆက်ပေါင်း55ဆက်စိုးစံအုပ်ချုပ်ခဲ့ပါတယ်။ ဂဟန်ခေတ်မှာမြမအမှုပညာနဲ့ပြီးသူကလက်ရာများအထုံးအထစ်ကိုရောက်ရှိတဲ့ကာလကတော့ AD 17ရာစုကနေ73ရာစုကာလအတွင်းဖြစ်ပါတယ်။ဗဂန်မင်းတို့ဟာဗဂန်ဒေသမှာနန်းတော်ရာပေါင်း၄နေရာကန်ရွှေပြောင်းနန်းဆိုင်ခဲ့ကြပါတယ်။ ပကံမင်းဆက်42ဆက်မြောက်အနော်ထမင်းကြီးလက်ထမှာတမိုင်းအထောက်ထားကြောက်စာထောက်ထားအခိုင်မာနဲ့ပထမမြန်မာနိုင်ငံတော်ကြီးကိုတီထောင်ခဲ့ပြီးတော့ AD 70ရာစုမှာတထုံဒေသကကြွလာတဲ့ရှင်အရဟံနဲ့အနော်ထမင်းကြီးတို့တွေ့ဆုံပြီးတဲ့နောက်မှာထေရဝါဒဗုဒ္ဓသာသနာကိုတိုးတက်ထွန်းကားပြန်ပေါ်ဆွမ်းဆောင်နိုင်ခဲ့ကြပါတယ်ပကံဒေသမှာတွေ့ရတဲ့ရှင်ဟောင်းအဆောက်အအုံများက ထေရဝါဒဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ဘာသာရေးသာသနာရေးဆိုင်ရာအဆောက်အအုံများဖြစ်ကြပါတယ်ပကံဒေသမှာရှိတဲ့နှစ်ထက်လွှမ်းစီဒီနဲ့ကုဖျားများမှာအကျမ်းမြင့်လေ့လာမယ်ဆိုရင်တော့ပုံတံငါးမျိုးရှိကြောင်းတွေ့ရပါတယ်။ဒါတွေကတော့နှစ်ထက်လွှမ်းစီဒီနှစ်ထက်လွှမ်းကုဖျားတွေနှစ်ထက်လွှမ်းမူနောစီဒီတွေနှစ်စုတွဲသုံးစုတွဲစီဒီတို့အပေါ်မှာငုံပြီးတော့တည်တဲ့စီဒီတွေနောက်ထပ်နှစ်ထက်လွှမ်းစင်းလူတော်များဆိုပြီးတော့ခွဲခြားလေ့လာနိုင်ပါတယ်။ ဒုတိယကောင်းမှုရှင်ကအပေါ်ကနေငုံပြီးတော့တီဆော့တဲ့အကြောင်းရင်းကတော့ပထမကောင်းမှုရှင်တည်ထားခဲ့တဲ့ဂူဗျာဇေဒီတွေကိုသာသနာ9000တီစေမှုအတွက် ရေရှည်တီတဲ့ခိုင်မြဲမှုအတွက် လေးတန်းမိုးတန်းရေတန်းတဘာဝရာသီဥတုတန်နဲ့လူတလိဆန်တို့ရဲ့ဖြက်စီးမှုတန်ကကင်းဝေးဖို့အတွက်မူလဇင်းလိုဘောအပေါ်မှာအပေါ်ကနေငုံပြီးတော့တိဆောက်ခြင်းဖြစ်ပါတယ် ပကံဒေသမှာစာပေအထောက်အထားရှိတဲ့နှစ်ထက်ကူဘုရားများကိုလေ့လာကြည့်ရင်တော့မူလကောင်းမှုရှင်ကဖခင်အဖိုးအဖွားတို့ဖြစ်ကြသည်ကိုအများဆုံးတွေ့ရပါတယ်။မိမိတို့ရဲ့ပြီးခင်ဖခင်အဖိုးအဖွားတွေရဲ့ကောင်းမှုရင်းရှိတည်တဲ့ခိုင်မြဲဖို့နဲ့တဘာဝရာသီဥတုဒဏ်ကကာဝယ်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်မူလကောင်းမှုရှင်ရဲ့ကောင်းမှုကုသိုလ်ကိုဌာပနာလိုက်တဲ့သဘောမျိုးဖြစ်တယ်လို့ထင်မြင်ယူဆရပါတယ်။ပကံကြီးကြောက်စာတွေကိုအများဆုံးဖော်ပြထားတာကတော့မိမိရဲ့ကုသိုလ်ကောင်းမှုကိုသာသနာ9000တည်ရစ်စေ ီဝေါငါထိမ့်သိမ်းစောင့်ရှောက်သူအားမိမိနဲ့ထက်တူအကျိုးရကြပါစေသာမိမိရဲ့ကုသိုလ်ကောင်းမှုကိုဖျက်ဆီးသူအားအဝီစီငရဲသို့ကြောက်ရောက်ပါစေသာစသည်ဖြင့်စူတောင်းစာများချိန်စာများနဲ့ဖော်ပြလေရှိပါတယ်။ပကံဖျားတွေဖူးရင်းနဲ့ညနေခင်းနေဝင်စည်းစာကြည့်ရတဲ့အရာကဘာနဲ့မှမလဲနိုင်လောက်အောင်ကိုကြည်နူးဖို့ကောင်းပါတယ်။ဒါကြောင့်အခါခွင့်ကြုံလို့ပကံကိုတွားပြတဲ့အခါအဓိကသာတွားရောက်လဲပတ်တဲ့နေရာ၁၀ခုအကြောင်းကိုမျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ နံပါတ်၁ကတော့တရပါတကားအာနန္ဒာဇီဒီယူအသွားမှာတရပါတကားရဲ့အရှိတ်မှာမြူးရင်းလည်းမရှိကျုံးလည်းကိုးနေပြီဖြစ်တဲ့အတွက်ကွင်းမြင်ကဖြတ်ပြီးသွားခဲ့ရပါတယ်အပြန်ကတော့တရပါတကားကဖြတ်ပြီးတော့ရှီဟောပကံမြို့ပြင်ဘက်ကိုထွက်လာခဲ့ပါတယ်အရင်တော့ကတော့ဘေးနှစ်ဖက်ပေါင်းကူးရဲ့ထိတ်မှအထွတ်ပေါက်ထားရရှိတဲ့တရပါတကားကြီးဟာ ကန်ခေလက်ရအကျွေးကြံမြတာကြံရှိတော့တဲ့အခုအချိန်မှာဒူးတယ်ကြီးမားလာတယ်ဖြစ်တော့ရှေးခေပကန်ရဲ့ခိုင်မာတောင်တင်းတဲ့လုံခြုံရေးကိုဖော်ပြနေပါတယ်ပကံမင်းဆက်34ဆက်မြောက်ပြင်ပြမင်းတိဆောက်ခဲ့တဲ့ဆိုတော့ပကံမျိုးရိုးတက္ကမကြီးစစ်နှစ်ပေါင်ရှိတဲ့အနက်မှာတရပ်ပါတကားကအခုအခါမှာတခုတည်းသောကြံရှိတဲ့ပကံမျိုးအဝင်မျိုးတကားကြီးဖြစ်ပါတယ်။ အရှိမျက်နှာမြူလူရဲ့အလယ်မှာတိဆောက်ထားတဲ့ဒကမာကြီးလည်းဖြစ်ပါတယ်ဒကမာကြီးရဲ့အပြင်နံရံအပေါ်ဘက်ပပက်လယ်မှာအင်္ဂရီဘလူးပန်းစွန်းနဲ့ပလဲကုံပန်းတမော်လက်ရာများကိုတွေ့ရပါတယ်တကားဝတစ်ဖက်တစ်ချက်မှာနှကုံးဂူငယ်နှစ်ခုရှိပါတယ်ဒီနှကုံးဂူငယ်နှစ်ခုမှာနတ်မောင်နှမရုပ်ထုနှစ်ခုရှိပါတယ် တကားဝအဝင်လက်ဝဲဘက်ကနဂုံးကူငယ်ကတော့နည်းနည်းလေးပူပြီးတော့နှိပ်ပါတယ်။ဒီနဂုံးကူငယ်မှာမောင်တော်နဲ့ရုပ်ထုရှိပါတယ်။လက်ရဘက်နဂုံးကူငယ်ကဝဲဘက်နဂုံးကူငယ်နဲ့နည်းနည်းပူမြင့်ပြီးတော့ဒီနဂုံးမှာနှမတော်ရုပ်ရှိပါတယ်။ပကံရာဇဝင်တွေရတော့တရပါတကားကငရပါတင်နဲ့စောင့်နေလို့အဆိုရှိပင်နဲ့နောင်လူတို့ကတော့တရပါတကားမှာမဲမာဂီရိနတ်မောင်နှမရဲ့နဂုံးကူငယ်နှစ်ခုကိုပြုလုပ်ထားကြပါတယ်။ တရပါတကားကအနောထမင်းကြီးနဲ့ရော်ဆန်ကံတော်ကုံနာနဲ့လည်းဆက်ဆက်မှုရှိပါတယ်အနောထမင်းကြီးကလယ်တွင်ကိုးခရိုင်မှာဆယ်မြောင်းကံချောင်းတို့ တူဖို့ပြီးတော့ယာယီတဲနဲ့ဆန်ဒီစင်မှာဟူရဖြူဟူရညူတို့က ဗလံမင်းကြီးကိုပကံပြန်မရောက်ခင်နှက်ရွာဆန်ခင်ရှိတယ်လို့ရှောက်ထားကြပါတယ်။နော်ရမင်းကြီးကယာဇမန်ရှာပြီးတော့ဟူယာဖြူဟူယာညူတို့ကိုတန်ချေချင်းခတ်ပြီးတော့အကျဉ်းချထားလိုက်ပါတယ်။ဒီနောက်မှာစစ်အင်က၄ပါးနဲ့တကွာဆင်းပြူတော်တန်ပြင်းစွာကိုစီးနေပြီးတော့ပကံကိုပြန်လာပါတယ်။ပကံရောက်တရပါတကားရဲ့အဝင်မွန်ဆိုးတယောက်က အောင်သာမြစ်ချီမှာကြွေးရင်တကောင်ပြည်သူပြည်သားတွေကိုရံမြုပ်နေတယ်လို့နားတော်လျှောက်တဲ့အတွက်တရဘာတကားအတွင်းကိုစင်ပြူတော်လက်ရလက်တစ်ဖက်ဝင်ပြီးကားမှဒီကြွေးရင်ကိုငါဆင်နဲ့တိုက်တက်မယ်လို့အမိန်တော်ရှိပြီးတော့ပခုတ်ကူခိုင်အောင်သာမြစ်ချီကိုခြီးပါတယ်အောင်သာမြစ်ချီကိုရောက်တော့ကြွေးရင်နဲ့ဖပင်းတွေ့ပါတယ်စင်ပြူတော်တန်ပင်စွာကိုချိုးဖွင့်ပြီးတော့လှုပ်ပါတယ် ဒါပေမဲ့စင်မော်ကလိမ့်ကြပြီးတော့ကျွဲခတ်မိလို့နှဲ့ရွာဆန်တော်မူပါတယ်။တချို့ကလည်းလုံးကြံခံရခြင်းဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ခိုင်မာတဲ့ကြောက်စာအထောက်ထားများတော့မတွေ့ရပါဘူး။တရပါတကားအတွင်းဝင်ပြီးကမှပြည်သူကိုရံပြုတ်နေတဲ့ကျွဲရန်ကိုနှိမ်နှင်းတက်ဖြတ်လိုတဲ့အတွက်ကြောင့်ကံတော်ကုံရှာရတာဖြစ်ပါတယ်။ဒီလိုဒန်နာယီယာတရပါတကားနဲ့အနော်ထာမင်းကြီးကန်တော်ကုံနာနဲ့လည်းဆက်ဆက်မှုရှိတာဖြစ်ပါတယ် ။တရဘာတကားကထွက်ပြီးတော့အရှိဘက်ကိုမျောကြည့်လိုက်ရင်တိုင်းချုပ်ဖះကိုမြင်ရပါတယ်။နောက်ပိုင်းပကံပြတိုက်ကိုရောက်တဲ့အခါမှာပြတိုက်ထဲမှာထားတဲ့ကြောက်စာများထဲမှာတိုင်းချုပ်ကူဖះမှာရရှိတဲ့ကြောက်စာတစ်ချက်ကိုလည်းတွေ့ရပါတယ်။တိုင်းချုပ်ဖះအနီးတစ်ဝိုက်မှာတခြားဖះများလည်းရှိပါတယ်။တရဘာတကားမြောက်ဖက်မှာညောင်ဦးမှာလာတဲ့လမ်းနဲ့တရဘာအထွက်လမ်းစုံတဲ့လမ်းရှိပါတယ်။အနောက်ဘက်ခံယွန်းယွန်းမှာဘန်းချံကလေးတစ်ချံပြုတ်လို့ဖန်တီးထားပါတယ်။ အနောက်ဘက်ကိုဦးတည်လျှောက်လိုက်လို့ရှိရင် ARV မြစ်တွင်းကရေဆက်နဲ့ရေသွင်းထားတဲ့ရေပြည့်နေတဲ့ကျုံထိပ်မုံမြင်ရပါမယ်ဒီမှာအရိန်းမားလှေစိတ်ဆိုတဲ့စိုင်းမုံကိုလည်းတွေ့ရပါမယ်အရင်ကတော့ကျုံထဲမှာရေလည်းမရှိကျုံထိပ်ကအရိန်းမားလှေစိတ်လည်းမရှိပါဘူးအခုတော့ကျုံထဲမှာ ARV မြစ်တွင်းကပိုက်နဲ့သွင်းယူထားတဲ့ရေတွေရှိနေပြီဖြစ်တော့ပကံမြူယူအပြင်ဘက်ကကျုံဟာကျုံရဲ့အသွင်ကိုတဖန်ပြန်ဆောင်နေပြီဖြစ်ပါတယ် အရိန်မာလေစိတ်မှာလေတစင်းမှာမရှိပါဘူး။ဒါပေမဲ့အရိန်မာကပကံရဲ့တင်ကြီးတာတစ်ခုဖြစ်ပြီးတော့အရိန်မာလေစိတ်ကရှီဟုံးပကံခစ်ကိုပြန်ပြောင်းတရိယာစေပါတယ်။အရိန်မာကအနော်ရထာနဲ့ကျန်စစ်သားတို့အသုံးပြုခဲ့တဲ့လှမ်းရဲ့နာမည်ဖြစ်ပါတယ်။ရန်သူကိုနှိမ်နှင်းတဲ့လှမ်းလို့အတိပဲရပါတယ်။ဟုတ်တာဘကူးမှာဂျွန်းစစ်တီတို့ခြေလာပြီးတော့ အုတ်တာမင်းကစစ်ကူတောင်းတဲ့အခါမှာအနော်ထာမင်းကကျန်စစ်သားငထွေယူငလုံးလက်ပဲညောင်ဦးပြီးအဆက်ရှိတဲ့စစ်တပ်ကိုဆေလွတ်လိုက်ပါတယ်။စစ်ပွဲမှာရန်သူကိုခြေမုံးပြီးတော့ပြည်တော်ပြန်လာတဲ့အခါအုတ်တာမင်းကကျေးဇူးဆက်တဲ့အနေနဲ့တပည့်တော်မဏိစန္ဒာကိုသူရဲကောင်း၄ဦးရဲ့လက်ထဲကိုအပ်ပြီးတော့အနော်ထာမင်းထံကိုဆက်သလိုက်ပါတယ်။ဒါပေမဲ့လမ်းခီးမှာကျန်စစ်သားနဲ့မဏိစန္ဒာမင်းသမီးတို့ညီဆုံးကြပါတယ်။ ဒီသတင်းကအနော်ထာမင်းကြီးရဲ့နားကိုပေါက်ကြားသွားပါတယ်။ဘယင်ကြီးကကျန်စစ်သားကိုကျိုးနဲ့တုတ်နှော်ပြီးတော့လက်သုံးတော်အရိန်းနမလန်နဲ့ထိုးတက်ပါတယ်။ကျန်စစ်သားကိုမထိုးမိဘဲနဲ့ကျိုးကိုထိုးမိတဲ့အခါကျိုးကပြတ်ကျန်စစ်သားကအရိန်းနမလန်ကိုကောက်ယူပြီးတော့ပြေးပါတယ်။အနော်ထာမင်းကတပ်သား9ယောက်ကိုကျန်စစ်သားနောက်ကိုလိုက်အဖမ်းခံပါတယ်။ ဂျန်စက်သားအောင်သာဘက်ကလားချောင်းကိုကူးပြေးပါတယ်ဂျန်စက်သားနောက်လိုက်ကြတဲ့တပ်သား9ယောက်ကဂျန်စက်သားကိုတွေ့ပြီနဲ့မဖမ်းဝင်လို့ဂျန်စက်သားအိတ်မှာဖမ်းမယ်လို့ခြုံထဲကစောင့်နေကြပါတယ်ဂျန်စက်သားကခရီးပန်းပြီးတော့အိတ်ငိုက်လာတာဖြစ်တော့တောအုပ်တစ်ခုထဲမှာအိတ်ပဲလို့လှမ်းကိုမြေကြီးမှာစိုက်လိုက်ပါတယ်လန်ကမြေကြီးမှာစိုက်မနေဘဲနဲ့လဲလဲကြပါတယ် ရာဇမန်ရှာသွားတဲ့ဂျန်စစ်သားကအရိန်းမာလှံကိုချုပ်ပုတ်ထဲပစ်လိုက်ပါတယ်။အရိန်းမာလှံကဂျန်စစ်သားကိုဖမ်းဖို့စောင့်နေကြတဲ့တပ်သား9ယောက်ကိုတီတံတစ်ခုကဲ့သို့တယောက်ပြီးတယောက်ထုတ်ချင်းပေါက်သွားဆိုင်ပါတယ်။ဂျန်စစ်သားကအရိန်းမာလှံကိုယူပြီးခရီးဆက်ခဲ့လိုက်တော့မြောက်ဘက်ကျောင်းဖြူအရက်ကိုရောက်ပါတယ်။ဒီရက်မှာမထီးတူမနဲ့တွေ့ပါတယ်မထီးတူမနဲ့တွေ့ခမ်းမှာလဲအရိန်းမာလှံကအခရာဖြစ်နေပါတယ် ဒီလိုနဲ့အရိန္ဒမလန်ကပကံကိုတီဆောက်သူမောမန်သူဘယင်းနှစ်ပါးရဲ့သူရတ္တိသင်္ကေတဖြစ်နေတဲ့အတွက်အရိန္ဒမလှေစိတ်ဆိုင်းဖို့ကို တွေ့ရတဲ့အခါပကံခေဟောင်းကိုပြန်ပြီးတော့တရီရစေပါတယ် အနောက်ဘက်ကိုဆက်လျှောက်သွားမယ်ဆိုရင်လက်ဝဲဘက်မှာစီးစင်းချင်းမရှိတဲ့ရေသေးကျုံကိုတွေ့ရပါမယ်။လက်ရဘက်မှာအလေးကျပေါက်နေရန်ရှိတဲ့ပြောင်းစံတော်ကြီးလည်းရှိပါတယ်။ပြောင်းစံပင်များကြားမှာဇီးဒီပထိုးများကိုဟိုနေရာတစုဒီနေရာတစုလှမ်းမြင်နေရပါတယ်။အဝေးဒီနေရာကနေတာယာချိုရတဲ့ဂျိုးကူတန်လေးကိုလည်းကြားနေရပါတယ်။လက်ဝဲဘက်ကျုံဝေးမှာပကံမြူရိုးကစီမူထားပါတယ်။ပြိုကျပျက်စီးသွားတဲ့မြူရိုးကိုလည်းမြူရိုးတံတန်ပေါ်ပြန်လဲမုံမှန်ထားပါတယ်။ ပကံတီဆကစတင်တိဆောက်ခဲ့ပြီးတော့ပကံဘရင်အဆက်ဆက်ပိုမိုခိုင်ခန့်အောင်ထက်မှန်မွန်းမှန်ထားတဲ့ပကံမျိုးရိုးကအခုခါမှာတချို့နေရာမှာမျိုးရိုးတပွဲရှိနေပြီးတော့တချို့နေရာကတော့အုပ်ပုံဘဝရောက်နေကြပြီဖြစ်ပါတယ် ဇပညုကျောင်းဝင်းရဲ့အရှိတောင်ဘက်မြို့တော်မှာမြို့ရိုးပုံတံကိုအတော်အသင့်တွေ့နိုင်ပေနဲ့အရှိတောင်တော့ကနေအနောက်ဘက်ကိုလာတဲ့မြို့ရိုးမှာတော့ဖြောင်ဖြောင်တန်းတန်းမရှိတော့ပါဘူးဒီမြောက်ဘက်မြို့ရိုးမှာလည်းအရှိမြောက်ဘက်မှာမြို့ရိုးတံကြံရှိနေပေနဲ့အနောက်ဘက် AR ကန်းချီနီးသွားတဲ့အခါမှာမြို့ရိုး꽌ပြုတ်သွားပြီဖြစ်တော့ခင်တန်းလေးများကြားထဲမှာဒိုးရှူပေါ့မြို့တွင်မြို့ပြင်အဝင်ထွက်အသွားလာလုပ်ရလို့ရနေပြီဖြစ်ပါတယ် အိန္ဒိယဤဒေသမှာအရှင်အရန်ခြေရာချင်းထက်ခဲ့ပါတယ်။ဒီနေရာဒီဒေသမှာပဲလှန်ကိုင်းစစ်တီတော်တွေဓားကိုင်းစစ်တီတော်တွေခြေလှမ်းပြင်းပြင်းနင်းခဲ့ကြပါတယ်။ဒီနေရာဒီနယ်မြေမှာပဲကျန်းစစ်သားနဲ့ငရမန်ကန်းတို့အနိုင်ရရှုံးအားပြန်တဲ့တိုက်ပွဲရဲ့စစ်တလင်းလဲဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဇေဒီပထိုးများကိုကြည်ရင်ဒီနေရာဒီဒေသကတရားရည်တိုက်ကျွေးနေတဲ့ကဲ့သို့ထင်ရပါတယ် မဖြစ်မနေသွားရောက်လဲပတ်ဖူးမြော်တင်တဲ့နောက်ထပ်ဘုရားကတော့အာနန္ဒဘုရားဖြစ်ပါတယ်အာနန္ဒဘုရားကပကံမှာကျန်ရှိနေတဲ့အဓိကဇေဒူတွေကတဆူဖြစ်ပါတယ်အာနန္ဒဘုရားကမွန်ပြီးသူကလက်ရာတွေအနက်မှာအထင်ရှားဆုံးလက်ရာတစ်ခုဖြစ်ပါတယ်ပကံပြည်မှာကျန်စစ်သားထီးနန်းစိုးစံနေခြင်းကဖြစ်ပါတယ်ဒီနေ့မှာဂန္ဓမရဏတောင်ဝန်ဤရဟန္တာအရှင်သူမြတ်များပကံပြီးကိုကြွလာပြီးတော့နန်းတော်တကားဝါမှာဆွံ့ရပါတယ် ဘယင်မင်းကြီးကရဟန္တာအရှင်မြတ်များရဲ့တပည့်တဲကိုဆွန်းလောင်းပြီးတော့ရဟန္တာအရှင်သူမြတ်တွေကိုအရှင်ဘုရားများမြည်သည့်အရက်ဒေသကကြွချီတော်မူလာပါလဲ။ ဒီလိုမေးလျှောက်တော့ရဟန္တာအရှင်သူမြတ်တို့ကဂန္ဓာမရဏတောင်းကနေကြွလာပါတယ်။ဒီလိုပြန်လဲမိတ်ကြတဲ့အခါဘုရင်မင်းကြီးကတရားရရားဖြစ်ပေါ်လာပြီးတော့အရဟန္တာအရှင်သူမြတ်တို့ကိုပကံပြီးမှာဝါတွင်း၃လပတ်လုံးတရင်၃တော်မူပါလို့လျှောက်ထားပါတယ်။ဒီနောက်မှာចောင်းဆောက်လို့လှူဒန်းတဲ့ပြင်ဝါတွင်း၃လပတ်လုံးနန်းတော်ကိုပွင့်ဆုံးလို့ကြွေးပါတယ်။ တနေ့မှာတော့ဘင်မင်းကြီးကရဟန္တာအရှင်သူမြတ်တွေကိုခန္ဓာမန္တနတောင်းမှရှိတယ်နန္ဒမူလှိုင်ကူရဲ့ပုံတံကိုတကိုးနဲ့ဖန်ဆင်းပြတော်မူပါလို့ရှောက်ထားတဲ့အခါရဟန္တာအရှင်သူမြတ်များကခန္ဓာမန္တနတောင်းကနေနန္ဒမူလှိုင်ကူနဲ့တူတဲ့လှိုင်တစ်ခုကိုတကိုးနဲ့ဖန်ဆင်းပြပါတယ်ဒီစားဘင်မင်းကြီးကဒီနန္ဒမူလှိုင်ကူရဲ့ပုံတံအတိုင်းအာနန္ဒာဇီဒီကို တီးစီပါတယ်နန္ဒမူလှိုင်ပုံစံအတိုင်းတီးတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်အာနန္ဒာလို့အမည်တွင်ပါတယ် တချို့လက်တွေ့ကြကြသုံးသက်လေးရှိတဲ့မြန်မာသမိုင်းလေးတာလည်းနိုင်ငံခြားသမိုင်းဆရာတချို့အယူအဆကတော့တမျိုးဖြစ်ပါတယ်။ဒီအချိန်ကမင်းစီမာဒေတာမှာဘာသာကွဲအယူကွဲဘရင်များလက်ထက်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာရဟန်းတော်များအပိနေအချုပ်ချယ်ခံနေရတဲ့အချိန်ဖြစ်ပါတယ်။ဒီကရဟန်းတော်များကနိုင်ငံခြားတိုင်းပြည်တွေကိုထွက်ပြေးတင်းရှောင်လာတော့တချို့ရဟန်းတော်များကသာသနာပြန်ပွားထွန်းကားနေတဲ့ပုဂံပြည်ကိုရောက်ရှိလာကြပါတယ်။ ဒီချိန်မှာအုတ်ချုပ်မင်းလုံနေတဲ့ကျန်စက်သားကပကံပြူကိုရောက်လာကြတယ်။ရဟန်းတော်၈ပါးကိုဝါရင်း၃လပတ်လုံးစီးကပ်ကူးခဲပြီးတော့ဆုံးလုံကျွေးပါတယ်။ရဟန်းတော်များကလည်းဘေးမင်းကြီးကိုအော်ရီတာပြီးဥတ္တရာဂီရီတောင်မှာရှိတဲ့အနန္တလှိုင်ကူပုံတံကိုပြောပြပါဗါတယ်။ ဘယင်းမင်းကြီးကဒီရန်တို့များရှိကကြားရတဲ့အနန္တလှိုင်ကူပုံစံအတိုင်းအာနန္ဒဇီဒီကိုတီးပါတယ်အနန္တလှိုင်ကူပုံစံအတိုင်းတီးတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကာလရွေလျောလာတဲ့အခါအနန္တကနေအာနန္ဒဖြစ်လာတယ်လို့ဆိုပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျန်စသားမင်းကြီးတီးခဲ့တဲ့အာနန္ဒဇီဒီကကမ္ဘာအန်ချီးဝေရာအမှုပညာလက်ရာစံနမူနာအဖြစ်ခေတ်ဆက်ဆက်တီးရှိခဲ့ပါတယ် ညောင်းဘက်ကလာမယ်ဆိုရင်တရပတကားကိုဖြတ်အရှိဘက်ချိုးသွားလေအာနန္ဒာဇီဒီကိုရောက်ပါတယ်။ဒါမှမဟုတ်လေတရပတကားအရှိဘက် မျိုးရိုးမရှိတော့ဘူးဖြစ်တဲ့ဟာလာဟင်းလင်းခွက်လကဖြတ်သွားရင်လေတရပတကားကိုမဖြတ်ကျော်ဘဲနဲ့အာနန္ဒာဇီဒီကိုတောက်လျှောက်ရောက်သွားနိုင်ပါတယ်။ ကြည့်လို့မင်းတို့ဖះကကားလမ်းဘက်မျက်နှာပြူနေတဲ့မြောက်ဖက်မုတ်ကလူဝင်ထွက်များပြီးတော့ဖះရဲ့မျက်နှာစာတပွဲဖြစ်နေတဲ့ကဲသူအာနန္ဒာဖះကလည်းလမ်းမဘက်မျက်နှာပြူနေတဲ့အနောက်ဖက်မုတ်ကလူဝင်လူထွက်များတဲ့အတွက်ကြောင့်အရှိဘက်မုတ်မှာလူမစီပဲအနောက်ဖက်မုတ်ကဖះမျက်နှာစာလို့ဖြစ်နေပါတယ်။တခြားဖះဘူးတွေကဖះရဲ့အနောက်ဖက်မုတ်ကိုချင်းကပ်လာကြပါတယ်။ ဘုရားဝင်းကျင်မှာပြန့်လွင်နေတဲ့အနောက်မြောက်တောင်တစောင်းတစ်ခုတည်းကနေတင်တယ်မြရဲ့ပကံမျိုးဟောင်းတနီယာဆိုတဲ့တချင်းတန်ကလည်းခရီးသည်တွေကိုစီးကျူနှုတ်ဆက်နေပါတယ်။ဘုရားပရဝံတတိုင်းကြီးနဲ့ကာယံထားပါတယ်။အနောက်ဘက်မျက်နှာစာမှာစိုက်ပြူထားတဲ့ရွှေတင်းကားပင်တွေကနေအဝါရောင်ရွှေတင်းကားပွင့်တွေကပကံပြည်ရဲ့သာသနာရောင်ဝါကိုရည်ညွှန်းနေတဲ့အောင်ရှိပါတယ်။ မျက်နှာစာရဲ့တောင်နဲ့မြောက်ဘက်မှာပေါက်နေကြတဲ့စိမ့်စိမ့်ဆူဆူထနောင်းမင်းကလေးများကလည်းပကံပြည်ရဲ့စီပင်ဝါပြိုးပုံကိုတရုတ်ဆောင်နေကြဟန်တူပါတယ်။တောင်ဘက်မြောက်ဘက်အနောက်ဘက်တို့မှာဖျားမှုအတွင်းကိုအဝင်အုတ်ဆောင်တန်းကြီးများဆောက်လုပ်ထားပါတယ်။ဒါကြောင့်မုတ်ပြတ်တဲ့ဂူဖျားကြီးများရဲ့အကြမှာရင်းပြင်းကွက်လက်ကြီးမရှိနေတော့ပါဘူး။အုတ်ဆောင်တန်းကြီးများကွယ်နေတဲ့အတွက်ကြောင့်အနောက်ဘက်ကနေ၎င်းတောင်မတ်နဲ့မြောက်ဘက်က၎င်းဂူဖျားကြီးကိုအပြည့်အဝဖူးမြော်လို့မရတော့ပါဘူး။ ဘယ်မှကူပြားကြီးကိုအပြည့်အဝပကတိတဘာဝအတိုင်းဖူးမြော်လို့ကျင်တော့အုံဆောင်တဲ့မဆောက်ထားတဲ့အရှိမျက်နှာစာကနေဖူးမြော်လို့ရပါတယ်အရှိဘက်မျက်နှာစာတစ်ခုထဲမှာပဲရှေးခေတ်မူရင်အတိုင်းရင်းပြင်ကွက်လက်ကျန်ရှိနေပါတယ်လေးမျက်နှာတစ်တိုင်းမုတ်အတွင်းဘက်ဝင်သွားတဲ့အခါမှာထိုင်နေတဲ့နှက်ရုပ်ဒီဂူအဝင်ဝဲရာမှာရှိနေတဲ့မက်ရက်နှက်ရုပ်ကြီးတွေဒါတွေကိုတွေ့နိုင်ပါတယ်လေးမျက်နှာတစ်တိုင်းမုတ်အတွင်းဘက်ကထိုင်နေတဲ့နှက်ရုပ်တွေကတကားဆောင် တကယ်မူးများပုံတဲ့ ပေါ်နေပါတယ်။ကိုဝင်ဝဲရမှာကိုဟန်နေသားကို30ချိုးပြီးတော့နှွဲ့ရည်ရက်နေတဲ့နှဲ့ယုတ်ကြီးများရဲ့လက်အနေထားကအနက်အဓိပ္ပာယ်တစ်ခုကိုရည်ညွှန်းနေရရှိပါတယ်။လက်ဝဲလက်နဲ့ဖျားဖူးများကိုရက်တမ်းပြီးတော့ညှုံပြနေဟန်ရှိသလိုလက်ရလက်ကဒီနေရလို့ညှုံပြနေဟန်ရှိပါတယ်။ မဲယုံကြည်ပြည်ရဲ့လက်အနေထားကဒီနေရာမှာရက်တံပြီးတော့ရက်တော်မူရုပ်ပွားတော်ကြီးများဖူးမြော်ပါလို့တိုက်တွန်းနေကြအောင် ရှိပါတယ်။အာနန္ဒကိုပြားကြီးအတွင်ရဲ့အရက်လေးမျက်နှာကိုမျက်နှာမူပြီးထုလို့ကိုးွယ်ထားတဲ့မဲရဲ့ရုပ်ပွားတော်ကြီး၄စုရှိပါတယ်။မဲရကဘာမှာပွင့်တော်မူကြတဲ့ဖျား၄စုကိုရည်ညွှန်းပြီးတော့မြောက်ဘက်မှာကက်ကူတန်ဖျားအရှိဘက်မှာခေါနာကုံဖျားတောင်ဘက်မှာကတ္တဗဖျား အနောက်ဘက်မှာဂေါရမဘုရားဆိုပြီးတော့ကိုးကွယ်ထားတဲ့ရုပ်ဘွားတော်တွေဖြစ်ပါတယ်။မဲရရုပ်ဘွားတော်ကြီးတွေရဲ့ရှစ်ပေအမြင့်ရှိတဲ့ပလင်ထက်မှာစံပယ်နေတော်မူတဲ့ညံတော်30ပေရှိတဲ့တသားစင်းလူတော်ကြီးများဖြစ်ပါတယ်။မုတ်ပေါ်မဝင်ခင်ရှေ့ဆောင်ကနေပြီးတော့ရက်ရွဖြစ်စေ ထိုင်လို့ဖြစ်စေဖူးမြော်မှသာမဲ့ရရုပ်ဝါတော်ကြီးကိုဥကောင်းမမော်ပဲအပြည့်အဝဖူးမြင်နိုင်မှာဖြစ်ပါတယ်။ဒီနေရာကနေရှေ့ကိုဆက်တိုးသွားရင် ရှေ့တိုးတော့ဥကောင်းမော့ပြီးတော့ရှေနာကပ်ပြီးတော့ဖူးမြော်ရင်အောက်ခံခုံကြာပလင်နဲ့ခြေတော်ဆက်တီလိုသာဖူးမြော်လို့ရပါတယ်။ဥကောင်းမော့ပြီးမျက်နှာတော်ကိုဖူးမြော်ရင်ကြာရှည်စွာဖူးမြော်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်နတ်ယုတ်ကြီးများကယုတ်ဘွားတော်ကြီးများကိုဖူးမြော်နိုင်ရန်အစဉ်ပြေတဲ့နေရာကိုညွှန်ပြနေခြင်းဖြစ်ပေလိမ့်မယ်။ မရရုပ်ဘွားတော်ကြီး၄စုအနက်နဲ့တောင်ဘက်နယ်မြောက်ဘက်ကရုပ်ဘွားတော်ကြီး၂စုကသာပကံအခိမူလလက်ရာတက်သားရုပ်ဘွားတော်ကြီးများဖြစ်ပြီးတော့အရှိဘက်နယ်အနောက်ဘက်ကမူလတက်သားရုပ်ဘွားတော်ကြီး၂စုကမီးလောင်ကျွမ်းပျက်စီးသွားတဲ့အတွက်ကြောင့်အစ်တတပံထုလို့ကိုးဝယ်ထားတဲ့ရုပ်ဘွားတော်များဖြစ်ပါတယ်။ ကံခေမူလလက်ရာတွေဖြစ်တဲ့ရုပ်ဘွားတော်နှစ်စုနဲ့နောင်ခေအစားထိုးထုလို့ကိုးဝယ်ထားတဲ့ရုပ်ဘွားတော်နှစ်စုကိုနှိုင်းရှင်ကြည့်မယ်ဆိုရင်ပုံတန်ပြည့်ပြစ်တာကျိုးစားကြံ့နာတာခံချခြင်းစသည်တို့ကနှောင်းခေရုပ်ဘွားတော်များကပကံခေရုပ်ဘွားတော်များကိုမမိကြပါဘူးရုပ်ဘွားတော်ကြီးများရဲ့ဘေးဝဲရာနယ်အောက်ခြေတွေမှာလက်ဝဲရန်လက်ရာရန်ရဟန္တာပုံများရှိပါတယ် နောက်ဘက်ကရုပ်ပွားတော်ကြီးရဲ့အောက်ခြေဝဲရမှာလူရဲ့ကိုပမာဏအတိုင်းရုပ်ထုနှစ်ခုထုလို့ထားပါတယ်။ရုပ်ထုတစ်ခုကတော့ဖရာဒါယကာကျန်းစစ်သားရဲ့ရုပ်ထုဖြစ်ပြီးတော့တခြားရုပ်ထုကတော့ရှင်အရဟံရဲ့ရုပ်ထုဖြစ်ပါတယ်။ဆရာနဲ့တကားကရုပ်ပွားတော်များကိုလက်ဆုံမိုးပြီးတော့ရှ िख ိုးပူဇော်နေကြတာက နှစ်ပေါင်း900နီးပါးရှိခဲ့ပြီးဖြစ်ပါတယ်။နောက်နာကတ်မှာလည်းဘယ်ချိန်ကာလထိအခုလူမျိုးလက်ဆုံမိုးရှ िख ိုးပူဇော်နေကြအောင်မလဲမသိပါဘူး။မရဲ့ရုပ်ပွားတော်ကြီးများအလင်းရုံ င်ရရှိဖို့အတွက်အပေါ်မှာအပေါက်ဖောက်ထားပါတယ်။အပေါက်ကဝင်လာတဲ့အလင်းရောင်က ရုပ်ဘောတော်ကြီးများအပေါ်မှာကျရောက်နေတာဖြစ်တော့ရုပ်ဘောတော်ကြီးများကိုလင်းလင်းရှင်းရှင်းပဲဖူးမြင်ရပါတယ်။လာတာတဲ့ညတွေမှာအပေါ်တက်တဲ့လရောင်ရောက်နေခိုင်းတဲ့ကြုံရင်တော့ခလိုင်ကူတစ်ခုလုံးမှောင်မိုက်နေတဲ့ကြားထဲကနေအပေါက်ကနေဖြာကျနေတဲ့လရောင်အောက်ကရုပ်ပွားတော်ကြီးပြားကိုဖူးမြင်ရတာကတော့ကြည်နူးပွဲကောင်းလာပါတယ် မဲရဲ့ရုပ်ပွားတော်ကြီး၄စုကိုအတွင်းပလန်းအပြင်ပလန်းနဲ့ပတ်ရံထားပါတယ်။ပလန်းနှစ်ထပ်ရဲ့မှာနန်းရံဒီ၎င်းဘေးဘက်ရှေ့ဆောင်ဒီမှာနန်းရံဒီ၎င်းမဲရဲ့ရုပ်ပွားတော်ကြီးရဲ့ဘေးနန်းရံဒီမှာ၎င်းဘုဒ္ဓဝင်ကျောက်စစ်ပန်းတမောရုပ်တူတွေနဲ့ဘုရားဆင်းတူတော်ညံတော်အစအစကိုထည့်သွင်းပူဇော်ထားပါတယ်။ ကူပြင်ဘက်အောက်ခြေပတ်ပတ်လဲလို့နဲ့အထက်ပြစ်စရာဒီမှာလကောင်းစင်စိမ့်တုတ်တဲ့မြေချမ်းများကတ်ထားပါတယ်။ဒီစစ်ရုပ်ချမ်းတွေကမာနက်စစ်တီရုပ်ပုံတွေဇက်ကြီး၁၀ဘွဲ့နဲ့တခြားဇက်တော်938ဇက်တို့ရဲ့ရုပ်ပုံတွေဖြစ်ပါတယ်။ လိုင်ကူကြီးရဲ့အပြင်ဘက်အောက်ခြေနဲ့အထက်ပြစ်စရာတွေမှာကတ်ထားတဲ့စင်ငွေအချက်ပေါင်း1484ခုလိုဟာနှစ်ပေါင်း900နီးပါးကြာမြင့်တဲ့တိုင်အောင်အပြက်စီးနေပါစွာနဲ့တည်ရှိနေပါတယ်။အာနန္ဒလိုင်ကူကြီးရဲ့ပကြီးလက်ရာတွေကိုလည်းတွေ့ရပါတယ်။အတွင်းနံရံတွေမှာတိုင်တွေမှာမုတ်ခုံးများအမိုးမျက်နှာချက်တွေမှာပကြီးများရင်းဆွဲထားပါတယ်။ဒါပေမဲ့ဒီပကြီးတွေကထုံးသင်္ကန်းကတ်လူတဲ့သူတွေကြောင့် ဝမ်းထဲပွေရာပျောက်ကွယ်သွားကြပြီ ဖြစ်ပါတယ်။ရေအောင်သူတင်နာဌာနကလိုင်းခွေတွင်းနိုင်ရန်တချို့မှာထုံးများကိုခဲရခဲစေခွာထားတာဖြစ်တော့ရှင်းမုံကပီးစာနဲ့ပေါ်ပြထားတဲ့ပကံခိပကြီးတချို့ကို တွေ့မြင်ရပါတယ်။အနောက်ဘက်မျက်နှာအာယုံကံမုတ်အတွင်းမှာပါဠိကျမ်းဂန်များမှာလာတဲ့တရရှစ်ကွယ်ဆက်လက္ခဏာပါရှိတဲ့မြတ်စွာဘုရားရဲ့ခြေတော်ရာကိုလည်းထုလုပ်ကူးဝဲထားပါတယ်။ပကံပြည့်ရှင်ကျမ်းစစ်သားမင်းရဲ့ကောင်းမှုတော်ဖြစ်တဲ့အာနန္ဒဘုရားကပကံဘုရားဤအနက်မှာအလုံးတရ ရာအချိုးအစားကြနာလှပတင်တယ်ပြီးတော့ချီးကျူးဝယ်အကောင်းဆုံးဖျားတစုလည်းဖြစ်ပါတယ်။ရှင်းမြမဘိသူကပညာရဲ့အပြောင်မြုံဆုံးသောလက်ရာကိုအာနန္ဒာဖျားမှာတွေ့နိုင်ပါတယ်။ဒါကြောင့်အနုမာအာနန္ဒာဒုမာဓမယံလို့မှတ်တမ်းတင်ကြတာဖြစ်ပါတယ်။ကျန်စင်သားမင်းကမိမိကောင်းမှုတော်ကိုသာသနာအနှစ်9000တီစီရင်ရည်ရွယ်ပြီးတော့ဘယ်ရက်မှတီဆောက်ရမလဲလို့ဆင်ခြင်ပါတယ်။ဒီကတရားမင်းကြွလာပြီးတော့ဖျားတီဆောက်မယ်ရက်ကိုညွှန်ပြတယ်လို့အဆိုရှိပါတယ်။ ဘယင်မေးရကဒီရက်မှာ AR မြေတိုးစီကမှုမိမိရဲ့ကောင်းမှုတော်မပါနိုင်မပြိုနိုင်စေဖို့အတွက် မြေကိုအဆောက်တန်တောင်60ရေထွက်အောင် တူးစီပြီးတော့ရေကနေတန်တောင်30ငကားရေကြောက်တူကိုတည်ခင်းစေပါတယ်ဒီကြောက်တရရဲ့အပေါ်မှာဌာပနာအဲ့နဲ့တန်တောင်30ရှိတဲ့ဥမင်တိုက်ကိုတိဆောက်စေပါတယ်။မေရီယာကြီးရဲ့ကောင်းမှုတော်အတွက်ဆောင်ရွက်ရတဲ့ပယံတို့ကဘိသူက၄၀၀ ကံကျွေး၄000ဖြစ်ပြီးတော့လက်ခကတော့ရွှေစင်၄သိန်းပေးရတယ်လို့ဆိုရှိပါတယ်ရဟနာအရှင်သူမြတ်တို့ကလည်းဌာပနာတိုက်စောင့်လို့တဲ့နေရာမှာဝိုင်းဝန်းကူညီကြတယ်လို့အဆိုရှိပါတယ်။ဒိုအရှင်မြတ်တို့ကပဲတရင်သုံးမော်တခြားသောရဟနာအရှင်သူမြတ်တို့ကလည်းဝိုင်းဝန်းကူညီစောင့်ရှောက်ကြတဲ့အတွက်ဒီကောင်းမှုတော်တည်ဆောက်တဲ့နေရာမှာကုသူဝိုင်းဝန်းကြတဲ့ရဟနာ၄ကြိမ်၄ပါးရှိပါတယ်။ဌာပနာတော်တိုက်တွင်မှာ သွသွင်းပူဇော်ထားတဲ့ဓာတ်တော်တွေကတော့ဂေါတမဘုရားရှင်ရဲ့လက်သန်းဓာတ်တော်တစုသွားတော်တစုပစိကုံညင်းဓာတ်တော်တစုလဲစီယိုးတော်တစုဥကုံဓာတ်တော်တစုပဇောင်ဓာတ်တော်တစုစံတော်ဓာတ်တော်တစုတို့အပြင်တရိယဓာတ်တော်အစစ်ကြီး300ကျော်လို့နဲ့သိမ်းမိုင်တော်တို့လည်းပါဝင်ပါတယ် အခုဖော်ပြခဲ့တဲ့မြေအောက်ဌာပနာအပြင် အထက်ဌာပနာတိုက်မှာလဲမြတ်စွာဘုရားရဲ့ရုပ်ပွားတော်တွေကိုရွှေစင်သုံးကလေး၆တန်းအကုန်ခံပြီးတော့သုံးလုံးလှူဒန်းထားပါတယ်။ဒါကြောင့်ဒီလိုအဖိုးမဖြစ်နိုင်တဲ့ဌာပနာယန္တနာတွေကိုကာကွယ်တဲ့အနေနဲ့ချင်းသေးဆက်၊ကြားရဲဆက်၊ငကဆက်၊ဂလုံးဆက်၊ခွေးရဲဆက်၊စိတ်ရဲဆက်၊နွားရဲဆက်၊ကြွရဲဆက်၊ဆိုင်ရဲဆက်တို့နဲ့ဌာပနာတိုက်ရဲတကားအထက်မှာစီစဉ်ထားပါတယ်။ အာနန္ဒဇီရီကပကံရဲ့အလှသမကမြန်မာနိုင်ငံရဲ့အလှတရားလည်းဖြစ်ပါတယ်။အာနန္ဒဇီရီမှာရှိတဲ့အမှုပညာလက်ရာတွေကကဘာတဝမ်းမှာရှိတဲ့ဗုဒ္ဓဘာသာအမှုပညာလက်ရာများနဲ့ရှင်ပြိုင်နိုင်လောက်အောင်ကိုအလွန်ကိုကောင်းမွန်လှပါတယ်။ဒါကြောင့်အာနန္ဒဘုရားတိဆောက်ရာမှာမြန်မာပြည်သူကလက်ရာကလည်းအထွတ်ထိပ်ကိုရောက်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ပကံကိုရောက်ခဲ့ရင်အာနန္ဒဘုရားကိုမဖြစ်မနေတော့ရောက်ဖူးမြော်လေ့လာဖို့တိုက်တွန်းလိုက်ခြင်းပါတယ်ခင်ဗျာ။ သုံးမြောက်တော့ရောက်ဖူးမြော်တဲ့ဖရားကတော့ဘူးဖရားဖြစ်ပါတယ်။ဘူးဖရားကတော့ပကံမြို့နီ AR မြေကန်းတစ်ခုပေါ်မှာတည်ရှိပါတယ်။မြေကန်းဆက်မှာခူးပတ်တပွဲစိန်တန်းနှစ်သွဲနဲ့တည်ဆောက်ထားပါတယ်။ဘူးဖရားကိုတတိယမြောက်ပကံမင်းဆက်ဘရင်ဖြစ်တဲ့ပြူစောဒီတဲခဲ့တာလို့အဆိုရှိပါတယ်။ဘရင်ပြူစောဒီကပြည်သူတွေကိုဒုက္ခပေးနေတဲ့ရှုပြန်ဝတ် ဘူးကြားနဲ့ငှက်တို့ကိုနှိမ်နင်းခဲ့ပါတယ်ဒီဘူးပင်ဘူးလွယ်ဘူးကြုံတွေကိုရှင်းလင်းတုတ်တင်အောင်မြင်နေမှာတီထားကိုးဝယ်တဲ့အတွက်ကြောင့်ဘူးဖျားလို့ခေါ်တွင်နေခြင်းဖြစ်ပါတယ်အခုအချိန်မှာပူစောရီလက်ထက်ကတီထားခဲ့တဲ့ဇေဒီအဖြစ်တော်မတွေ့ရတော့ပါဘူးခေဆက်ဆက်နှောင်းလူတို့ပြုပြင်မောမှန်ထားတဲ့မှန်စီရွှေချတစားဆယ်ထားတဲ့ဇေဒီအဖြစ်တည်ရှိနေတာဖြစ်ပါတယ် ဘုရားပရောရှိဘကစိမ့်လန်းစုပြီးဝေစာနေတဲ့တမပင်ကြီးနဲ့ဘုရားဝင်းကျင်မှာရှိတဲ့သစ်ပင်ပန်းမများက မြေကန်းထိတ်ကဘူးဘုရားရဲ့ជីနူးဝယ်ជីညိုးဝယ်တို့ကိုအားဖြည့်ပေးနေတဲ့အောင်ထင်ရပါတယ်။ အနောက်ဘက်မိုးကုတ်ဆက်ဝိုင်းမှာမေးတင်နေတဲ့ဝင်လူဆဲဆဲနေမင်းရဲ့ပဇွန်စီသူရဲ့အယောင်ကလည်း ARV မြစ်ပြင်ကျဲထဲမှာစီးကြနေပါတယ်။မြစ်နောက်ဘက်ကမ်းအလွန်မှာပလဲရောင်သဲတောင်ပြင်ကိုလည်းလှမ်းမြင်ရပါတယ်။သဲတောင်ပြင်လွန်သွားတဲ့အခါမှာစိမ့်လဲနဲ့စိုက်ခင်းနေညွညွမိုင်မိုင်ရှိနေပါတယ်။ အဲ့ဒီကနေဆက်ကြည့်လိုက်ရင်တောအုပ်အလွန်ကိုတွေ့ပါမယ်။တောအုပ်အလွန်မှာတန့်ကြီးတောင်ဇေဒီတည်ရှိတဲ့တန့်ကြီးတောင်နဲ့တောင်ကြီးမှာရှိတဲ့လက်စစ်မီးရောင်လက်နေပြီးဖြစ်တဲ့ဓမ္မီဩဇာဆက်ယုံကိုလည်းတွေ့ရမှာပဲ။တန့်ကြီးတောင်တောင်မရဲ့မြောက်ဖက်စီကိုနှိမ်ရှောသွားတဲ့ညွညွမှိုင်းမှိုင်းတောင်ကျိုးတခွင်ကိုလည်းလွမ်းဆွဖွေရာလှမ်းလို့မြင်ရပါမယ်။အနောက်ဘက်မိုးကဆဝိုင်းမှာမေးတင်နေတဲ့နေမင်းကမိုးကဆဝိုင်းအောက်ကိုဆင်းသွားပြီးဖြစ်ပါတယ်။ ဒီလိုလှပတဲ့ရှုခင်းမျိုးကိုဘိုးဖရားကိုလာရောက်ဖူးမြော်ရင်းနဲ့ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာပကံကိုရောက်တဲ့အခါတွားရောက်ဖူးမြော်တဲ့နဲ့ဖရားတချို့ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါခင်ဗျာနားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာတော့ကြံရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ